speaking pattern လေးတစ်ခုလောက်လေ့လာကြအောင်နော်အဲငါမမှားဘူးဆိုရင်ဆိုပြီးတော့အစားချေထားတာအဲသူ့ရဲ့ pattern if i'm not wrong ပြင် subject verb နော်ငါမမှားဘူးဆိုရင်အဲနမူနာဝါကျလေးနှစ်ကြောင်းဆက်ရေးကြအောင်နော်ငါမမှားဘူးဆိုရင်ငါမမှားဘူးဆိုရင်အရင်နှစ်ကသူ့ company မှာအလုပ်လုပ်ဖို့တယ်ဟုတ်ရေးကြအောင်နော်ငါမမှားဘူးဆိုရင်ဆိုရင် if i'm not wrong if i am not wrong ငါမမဘူးဆိုရင်အရင်နှစ်က तू air company မှာအလုပ်လုပ်ဖူးတယ်ဆိုတော့ he အဲ့လိုမျိုးပေါ့နော်အရင်တော့လောက်ခဲ့ဖူးတဲ့အကြောင်းပြောချင်တယ်ဆိုရင် used to from zero base form ပေါ့နော် used to base form he used to အလုပ်လုပ်တယ်ဆိုရင် he used to work အဲ့ဒီ company မှာဆိုရင် at that company at that company အရင်နှစ်ကဆိုတော့ last year ပေါ့နော် last year last year အဲငါမမဘူးဆိုရင်အရင်နှစ်ကသူ air company မှာလောလောဖူးတယ်အဲဆိုရင် if i'm not wrong he used to work at that company last year ငါမမဘူးဆိုရင်အရင်နှစ်ကသူ air company မှာလောလောဖူးတယ်ဟုတ်ပြီနောက်ဘာကြဆက်ရေးကြငါမမဘူးဆိုရင်မင်းရဲ့မွေးနေ့ကနောက်ဘက်ဆိုရောက်ပြီဟုတ်ပြီအဲဆိုရင် if i'm not wrong if I am not wrong. Ngama mausui. Me and Winnie so your birthday. Your birthday. Yaobi so it's coming up. Is coming up. Now, best right? next week. Next week. ဒါမှမဟုတ်ဆိုရင်မင်းရဲ့မွေးနေ့ကနောက်ပတ်ဆိုရောက်ပြီ if i'm not wrong your birthday is coming up next week ဒါမှမဟုတ်ဆိုရင်မင်းရဲ့မွေးနေ့ကနောက်ပတ်ဆိုရင် ရောက်ပြီအဲနားလည်းမထင်ပါနဲ့နော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ဗမာလိုဝါကြတကြောင်းပြောပြမယ်အင်္ဂလိပ်လို comment မှာဖြေပေးမယ်နော်ငါမမှဘူးဆိုရင်ယထာကညနေ6နာရီမှာထွက်ထွက်တယ်ပေါ့နော်ငါမမှဘူးဆိုရင်ယထာကညနေ6နာရီမှာထွက်တယ်အဲအင်္ဂလိပ်လို comment မှာဖြေပေးမယ်နော် အင်္ဂလိပ်စကားပြောမြန်မြန်တိုးတက်ဖို့နဲ့တွေးလိုက်တိုင်းတက်ကနေတက်ကနေပြောနိုင်ဖို့ဆိုရင်လောက်ရမယ့်အပိုင်းနှစ်ပိုင်းရှိတယ်ပထမပိုင်းကဘာလဲဆိုရင်ဒီလို speaking pattern တွေကိုလေ့လာမယ်ပြီးရင်စကားစုတွေစကားပြောစကားစုတွေပေါ့နော်စကားစုတွေကိုလေ့လာမယ်အဲ့နှစ်ခုပေါင်းဆက်မယ်ဆိုရင်ဟလာတွေးလိုက်တိုင်းတက်ကနေတက်ကနေပြောနိုင်မယ်ပေါ့နော်အဲတစ်ခုခုပြောရမယ်ဆိုရင်အရင်ဟလာစဉ်းစားစရာမလိုဘူးတက်ကနေတက်ကနေပြောနိုင်လိမ့်မယ်နော်ဟုတ်ပြီဒီနေ့အရင်သုံးဝင်တဲ့ speaking pattern လေးတစ်ခုကိုရှင်းပြခြင်းပါတယ်ဘာလဲဆိုတော့ I don't have enough time to base base verb ပေါ့နော်ဟလာငါမှာအချိန်လုံးလုံးလောက်တခုခုလုပ်ဖို့တခုခုလုပ်ဖို့ပေါ့နော်တခုခုလုပ်ဖို့ငါမှာအချိန်မရှိဘူးအဲ့လိုမျိုးပေါ့နော်တခုခုတခုခုလုပ်ဖို့ငါမှာအချိန်လုံးလုံးလောက်လောက်မရှိဘူးအဲ့ဒီပဲပြောဟုတ်ပြီနမူနာဝါကြီးနဲ့ကြောင်းရှိအရေးကြီးအောင်နော်မနက်တိုင်းလေ့ကျင့်ခန်းလုပ်ဖို့ငါမှာအချိန်လုံးလုံးလောက်လောက်မရှိဘူးအဆိုင်လို့ပြောမယ်အာဟိုကဒီ pattern ကိုသိထားတယ်ဆိုရင် I don't have enough time I don't have. I don't have enough E N O U G A U G A 呢，是我们读泡头的呢。嗯，enough 泡头的呢，喏，enough after I do don't have enough time to. to，好啦，exercise 了的声音，to exercise。E X E R C I S E X exercise 都是 verb 里面来动作呀嘞。 နောက်အနေနဲ့လည်းသုံးရတယ်။ two နောက်ကဆိုတော့ဒါ base form ပေါ့နော်။ two exercise မနက်တိုင်းဆိုတော့ every morning ပေါ့နော်။ every morning I don't have enough time to exercise every morning မနက်တိုင်းကလေ့ကျင့်ကလေးလုပ်ဖို့အချိန်မရှိဘူး။ဟုတ်ပြီ။ဒုတိယဝါကျဆက်ကြအောင်။ဒီနေ့တန်ရှင်းလုပ်ဖို့ငါမှာအချိန်လုံးလုံးလောက်မရှိဘူး။အဲ့ဆိုရင် I don't have I don't have enough I don't have enough time to တန်ရှင်းလောက်တယ်ဆိုရင် do the cleaning ပေါ့ to do the cleaning to do the cleaning to do the cleaning today ဒီနေ့ပေါ့နော် I don't have enough time to do the cleaning today ဒီနေ့တန်ရှင်းလောက်ဖို့ငါ့မှာအချိန်လုံးတော့မရှိဘူးဟုတ်ပြီအဲ့ဒါဆိုရင်နောက်ထပ်ဒီမှာလိုဝါကြတရားပြောကြည့်မယ် comment မှာအင်္ဂလိပ်လိုဖြည့်ကြည့်မယ်နော် အဲဒီနေ့ငါဈေးဝယ်ထွက်ဖို့ငါမှအချိန်လုံလုံလောက်လောက်မရှိဘူးဒီနေ့ shopping ထွက်ဖို့ငါမှအချိန်လုံလုံလောက်လောက်မရှိဘူးအင်္ဂလိပ်လိုခေါင်းမှာဖြည့်ကြည့်မယ်နော်အဲနားလည်မှုထင်ပါရဲ့နော်ဒီနေ့တော်လာပါပြီ that's all for today thanks for watching bye bye